မင်္ဂလာပါဒီနေ့လာပြီးတော့မျှဝေပေးခြင်းတဲ့ဗီဒီယိုလေးရတော့ဘလူတယောက်နဲ့တယောက်ဆက်ဆံပေါင်းတဲ့အကြောင်းအရာလေးကိုလာပြီးတော့မျှဝေပေးမှာပေါ့နော်ဆိုတော့ဒါကတော့စာဖတ်ချိန်မရတဲ့သူတွေဆိုလို့ရှိရင်တော့နားထောင်လို့ရတာပေါ့နော်ဟုတ်ပြီနော်ဒါဆိုတော့လူဆိုတာကတခါတလေကြာလို့ရှိရင်အာဘယ်လိုမလဲ တရားနဲ့တရားကိုလေးစားမှုဆိုတာကတော့ဒါရှိရမယ်ပေါ့နော်ကိုကအာအပြင်လောကမှာအပြင်မှာဥပမာပေါ့မခေါ်ခြင်းမခေါ်ဘဲနဲ့ကိုနေလို့ရတယ်လို့မျိုးတရားနဲ့တရားကိုတွေ့လို့တွေ့တဲ့အခါပြောတဲ့အချိန်တွေမှာဆိုလို့ရှိရင်စကားပြောတဲ့အခါတွေဆိုလို့ရှိရင်တရားနဲ့တရားကိုလေးစားရမယ်ပေါ့နော်အာအဓိကအဲ့လိုမျိုးလူတွေကဘယ်လိုမျိုးလူတွေလိုအပ်တယ်လဲဆိုရင်ကိုဘွားအတွက်အောင်မြင်ဖို့လုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ဒါပို့လို့အရေးကြီးတယ်ပေါ့နော်တချို့ဆိုရင် အောက်ခြေလွတ်တာတွေရှိတယ်ပေါ့နော်တချို့ကဘယ်လိုပုံစံမျိုးအောက်ခြေလွတ်တာလဲဆိုတော့ကိုကပညာလေးတစ်ခုရလိုက်ပြီဆိုလို့ရှိရင် तू ကတတ်သွားပြီဆိုတာနဲ့အဲ့ဒီတချို့အဲ့ဒီလူတွေကဘယ်လိုမျိုးလဲဆိုရင်အာသူတို့လောက်မသိတဲ့လူပေါ့ဥပမာနားမလည်တဲ့သူဆိုလို့ရှိရင်သူတို့ကအာခရီးမဆိုင်ချင်ဘူးပေါ့နော်အဲ့အဲ့လိုပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေလုံးဝ ဒါမလုံးတင်ဘူးပေါ့နော်ဆိုတော့ဒါကကိုယ်တိုင်လည်းတွေ့ကြုံရတာလေးကိုလာပြီးတော့ပြပြပေးတာပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ဒီတိုင်ပဲပေါ့နော်ဆိုတော့ပညာရဆိုတာကတကယ်လူတွေလူတယောက်ဟာစိတ်ဝင်တစားကိုကတင်မယ်ဆိုလို့ရှိရင်တင်မယ်ဆိုလို့ရှိရင်ပဲပညာရပဲဖြစ်ဖြစ်တားမြောက်လာတာပေါ့နော်အဲ့ဒီလူတယောက်ကကိုယ့်ပုံကိုမလေးအဲ့လိုမျိုးပေါ့မလေးမစားလို့လို့ခံပြင်းပြီးတော့အဲ့လိုသူလုံနေတဲ့ပညာရတွေကိုတင်ယူပြီးတော့ အဲ့ဒီလူကအဲ့ဒီသူတက်လာတဲ့ပညာရက်တွေကိုခြားပြမယ်ခြားပြပြီးတော့အလုံးလုံးသွားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလူတွေကလိုက်လို့မမိဘူးเนาะကြံခဲတတ်တယ်ပေါ့เนาะဒါကြောင့်အဲ့လိုပုံစံမျိုးလုံးဝမလောက်ကြနဲ့ပေါ့เนาะဒါတော့ကိုယ်တိုင်ကိုတွေ့နေရတဲ့ဒါဖြစ်ပြက်လေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့လူတစ်ယောက်နဲ့တစ်ယောက်ဟာတန်ဖိုးဆိုတာကဘယ်လိုလဲဆိုရင် ဘယ်ပေတံနဲ့မှတိုင်းတို့တိုင်းစားလို့မရဘူးပေါ့နော်လူတယောက်ရဲ့တန်ဖိုးကိုဘယ်လိုဘယ်လိုပေတံမျိုးနဲ့မှအာတိုင်းလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ပြောချင်တာကဘယ်လိုလဲဆိုတဲ့ခါကျတော့တိုင်းတာနေစရာမလိုဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကိုက လူတရားရဲ့တရားတရားတရားတန်ဖို့ကိုတရားအဲ့လိုမျိုးအတိအမှတ်မပြုဘူးဆိုလို့ရှိရင်အဲ့ဒီလူကရေရှည်သွားလို့မရဘူးပေါ့နော်။အဲဒါကြောင့်လူတရားရဲ့တန်ဖို့ကိုတိုင်းတာလို့မရဘူးပေါ့နော်။ဒါကြောင့်သူ့လူရင်းတဲ့သူကသူ့လူရင်းတဲ့သူစိတ်နဲ့ပဲဆိုပေမဲ့သူ့တန်ဖို့ကိုကိုကပြသွားမှာပဲလေနော်။ဆိုတာကကိုကဥပမာပေါ့။อืมကိုစိတ်နဲ့ကိုပဲကွာဥပမာအဲအဲ့လိုပုံစံမျိုးပေါ့။ကိုစိတ်နဲ့ကိုပဲကိုလို့ချက်မှာ လောက်မဲ့ကိုပြောချင်မှပြောမယ်ဆိုတာအဲ့လိုမျိုးကိုကပြောလိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောဆိုကိုတန်ဖို့ကိုကချပြတာနဲ့အတူတူပဲပေါ့နော်ကိုတန်ဖို့ကိုပြသွားတာပဲပေါ့နော်အားအလိုပုံစံမျိုးနော်ဒါကြောင့်မလို့ဒါလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်ကိုယ်တိုင်မှဒါခုလိုမျိုးတွေ့တွေ့ကြုံနေရတာပေါ့နော်အကြောင်းမလို့ပညာရေးဆိုတာက ယ်ပညာမဆိုတင်ယူလို့ရတယ်ဆိုတာကိုသိထားဖို့လိုအပ်တယ်ပေါ့နော်ဒါလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့သူတွေကိုလည်းတကယ်ထူးပဲကျေးဇူးတင်ပါတယ်လို့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးလေးအားပေးကြပါဦးလို့လည်းမေတ္တာရက်ခံတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်နောက်ဗီဒီယိုတွေကျမကျွန်တော်တို့ပြန်လည်ဆွေးနွေးကြမယ်ဗီဒီယိုလေးတွေကတော့ကျွန်တော်လုပ်နေတဲ့ဗီဒီယိုလေးရဟာတာလေးတွေလည်းလုပ်တယ်လို့နောက်တစ်ခုလိုမျိုးပညာပေးလေးတွေနဲ့ပတ်သက်ပြီးတွေးခေါ်ပိုင်းလေးတွေနဲ့လည်း ပါတယ်နောက်တစ်ခုကထူးထူးဆန်းဆန်းလေးတွေတွေ့လို့ရှိရင်လည်းဗီဒီယိုလေးတွေရိုက်ပြီးမှအများအားတင်ပေးနေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အကောင့်လေးကိုလည်း live follow လေးတွေလုပ်ပေးအောင်ပေါ့နော်โอเคဒါဆိုလို့ရှိရင်မဲအားလုံးပဲဘိုင်နောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်လဲဆက်စည်းကြမယ်နော်